တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲ့ဆဲရေးစာချုပ် NCA ဟာတိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့တွေကိုလက်နက်ချခိုင်တဲ့စာချုပ်မဟုတ်ဘူးလို့ဒုတိယတမတော်ကာကွယ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကပြောကြားခဲ့ပါတယ်။ April 24ရက်ကနေပြီးတော့တင်ကားဟိုတယ်မှာပြုလုပ်တဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲ့ဆဲရေးစာချုပ်အကောင့်ထယ်ဖို့ရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးမှာ NCA စာချုပ်နဲ့ပတ်သက်ပြီးဒုတိယတမတော်ကာကွယ်ဦးစီးချုပ်ကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲ့ဆဲရေးစာချုပ် NCA မှာလက်မှတ်ရေးထိုးတာဟာလက်နက်ချခိုင်တာဖြစ်တယ်လို့မြန်မာနိုင်ငံမှာရှိတဲ့တိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့အချို့က ကအထင်မြင်နားလည်မှုလွဲနေတဲ့အတွက် NCA လက်မှတ်ရေးထိုးပြီးတဲ့တိုင်းရင်းသားလက်နက်ကင်ခေါင်းဆောင်တွေအနေနဲ့ NCA လက်မှတ်ရေးမထိုးထားတဲ့တိုင်းရင်းသားလက်နက်ကင်ခေါင်းဆောင်တွေစီသတင်းစကားပါစီလိုတယ်လို့ဒုတိယတပ်မတော်ကာကွယ်ဦးစီးချုပ်ကအဖွဲ့မိန်ကုန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ရင်းနှီးကြတာလို့ရှိရင် NCA ကကျွန်တော်တို့တိုင်းရင်းသားလက်နက်ကင်ခေါင်းဆောင်လက်မှတ်ချတဲ့အချက်ပေါ်ဒါလည်းဒီလိုလည်းတချို့ဆိုစင်လာတာအဲ့နောက်ရုပ်တွေက NCA ရဲ့အဖွဲ့အစည်းလက်မှတ်ရေးလို့ ဆက်ဆွဲလို့ရှိတယ်။ဒါလည်းကိုနားလေတော့ပေါ့။နားလေပြီးတော့ကနားလို့တန်းနားနားလို့ဆက်ဆက်ပြောလို့ပြီးတော့ဆရာတို့ကအဲဒါတန်ရာဘောလုံးကြီးကဒါဆက်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 ပူလာလို့ရှိတယ်။အဲဒီလိုဖြစ်နေတယ်။ဒါလည်းကိုတော့ပြန်ပြီးပြည့်စုံတော့ လက်ရှိအချိန်ဟာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက်ထာဝရငြိမ်းချမ်းရေးရဖို့ဒီမိုကရေစီပန်းနိုင်သွားဖို့အကောင်းဆုံးအချိန်ဖြစ်နေပြီးမြန်မာနိုင်ငံမှာထာဝရငြိမ်းချမ်းရေးရဖို့အတွက်နိုင်ငံရေးဆွေးနွေးပွဲတွေကနေတဆင့်ပူးပေါင်းရှောက်လန်းကြဖို့ကိုလည်းဒုတိယတက်မတော်ကာကွယ်ဦးစီးချုပ်ကထပ်လောင်းပြောကြားခဲ့ပါတယ်အဲ့တော့ဒီမှာအဲဒီတော့ဒီလားဒီလိုပါဒီမိုကရေစီပါတယ်အများဆုံးပြောရမယ်ပြည်သူ့ရဲ့အခြေအနေကိုပြောရမယ်ရင်းရမှာဒီလိုလိုလုပ်ချင်ပါ ိတယ်ဗျာဒါလို့ဟောတာကြည့်ရတော့ဒီလိုလေဒါလို့အားလုံးကိုဗျာတို့ဖတ်ကြည့်လို့ပါတော်တော်ပါဝင်နေညောင်းအောင်တော့ဒီလိုဒီလိုဆီလတ်တဲ့ဆုံးချင်တယ်ပြီးတော့ဒီလိုဒါလည်းဆုံးလို့ရတယ်ဒီဆောက်အောင်ဟောကုသစမှာလည်းပါအဆွေအတဲ့လက်ထက်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဒုတိယတက်မတော်ကာကွယ်ဦးစီးချုပ်အနေနဲ့ပထမဆုံးအကြိမ်အဖြစ်တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးစာချုပ်အကောင့်ထဲပေါ်ရေးဆိုင်ရာညီနိုင်စီဝေးကိုတက်ရောက်တာဖြစ်ပြီးအစီအဝေးမှာနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ထောင်ဆန်းစုကြည်နဲ့အတူ NCA လက်မှတ်ရေးထိုးပြီးတဲ့တိုင်းရင်းသားလက်နက်ကင်ခေါင်းဆောင်တွေနဲ့ငင်းချင်းလုပ်ငန်းရှင်တွေကိုဆွေးနွေးကြတာဖြစ်ပါတယ်။ဒီသတင်းကိုလွှတ်တော် channel ကမင်းစင်နဲ့တိန့်ကိုလင်းတို့ကပေးပို့တာဖြစ်ပြီးကျွန်မဤလွင်ကတင်ဆက်တာပါ။